ကဲ facial soap လို့ခေါ်တယ်မျက်နှာသစ်ဆက်ပြာလေးလုပ်ပါမယ်မျက်နှာသစ်ဆက်ပြာလေးလုပ်ပါမယ်ဘာနဲ့လုပ်မလဲဆိုတော့ cinnamon လို့ခေါ်တယ်သစ်ကြိုးလေးနဲ့လုပ်ပါမယ်ဘာနီးနဲ့လုပ်မလဲဆိုတော့ hot process နီးနဲ့လုပ်ပါမယ်အခုကျမလုပ်ပြတဲ့နီးက hot process နီးလို့ပြောပေမဲ့ extreme hot process နီး EHP လို့လည်းပြောပါခေါ်ပါတယ် EHP လို့လည်းခေါ်ပါတယ် ဒါလေးကတော့ cinnamon အမှုံလေး5 gram ကို စီနဲ့စိမ်ထားတာပါ olive oil နဲ့စိမ်ထားတာအဲ့ဒါကို wine infuse လုပ်တယ်လို့ခေါ်ပါတယ် cinnamon ရဲ့အနိသင်တွေကိုစီထဲကိုရောက်သွားအောင်လို့စီနဲ့စိမ်ထားတာဖြစ်ပါတယ်အဲ့ဒါကိုစပြားထဲကိုထည့်ပါပါ ကဲစီရဲ့အပူကိုဘယ်လိုထိန်းကြမလဲဆိုတာပြောပြပါမယ်နော်ဒီဟာက plastic လုံးမှာ plastic လုံးမှာဒီဟာက steel လုံးမှာဒီ steel လုံးထဲမှာရှိတဲ့စီကိုထိန်းအပူထိန်းထားခြင်းနဲ့တွေ့ကြမလို့ဒီ plastic လုံးထဲကိုထည့်ပါမယ်အဲ့ဒါကြောင့် plastic လုံးနဲ့ steel လုံးထဲကနည်းနည်းလေးကွာရနည်းနည်းလေးကြီးရပါမယ်နော်အောက်က plastic လုံးကနည်းနည်းလေးကြီးရပါမယ်နော် ဘာဖြစ်လို့ကြီးမလဲဆိုတော့ကျွန်မကဒီမှာတပက်ကလေးကိုတပက်ကလေးကိုဒီထဲမှာထည့်ပြီးတော့မှအပေါ်မှာ stitch လုံးလေးထည့်ပါမယ်။ဘာဖြစ်လို့ဒီလိုထည့်လဲဆိုတော့ stitch လုံးထဲမှာရှိတဲ့ C ဒါမှမဟုတ်ဆက်ပြ process ကြီးရဲ့အပူချိန်ကိုထိန်းထားဒီ wick ကထိန်းထားဖို့အတွက်ကြောင့်မို့လို့အဝတ်ကလေးကိုအောက်မှာခံပြီး stitch လုံးအပေါ်မှာတင်ပြီးတော့အပူချိန်ကိုထိန်းဖို့အတွက်ဒီလိုလေးထားပါမယ်နော်။ ဟုတ်ပြီကျမကအခုလောလောဆယ်စီကိုအရင်ဆုံးအပူပေးပါမယ်ဒီစလုံးက stainless steel စလုံးဖြစ်ရပါမယ်เนาะဒီထဲကို stearic acid ထည့်ပါမယ် formula ကျမတင်ထားပြီးသားပါเนาะ formula တွေအတိုင်းပဲထည့်ထားပါတယ်เนาะ ကယ်စီကိုအပူပေးပါမယ် စီယိုအပူပေးတဲ့နေရာမှာဘယ်နည်းနဲ့ပဲအပူပေးပေးရပါတယ်ကျမကအခုမျက်စိမီဟော့ပလိတ်နဲ့အပူပေးထားပါတယ် gas နဲ့အပူပေးလည်းရပါတယ်အော်မီသွေးမီးပိုတို့နဲ့အပူပေးလည်းရပါတယ်ဒါပေမဲ့အဓိကအရေးကြီးတာက temperature ပါ temperature ကိုထိမ့်ဖို့အတွက်ကတော့မီသွေးမီးပိုဆိုရင်တော့နည်းနည်းခက်ခဲမယ်ခက်ခဲမယ်ပေါ့နော်အဲ့ဒါကြောင့်ကျမမျက်စိမီးပိုတို့ gas မီးပိုတို့ပဲသုံးစီခြင်းပါတယ်အဓိကဒီအပူချိန်နဲ့အပူချိန်အရန်များသွားလို့မရပါဘူး အပူချိန်100လေးမှာသူ့ကိုရက်ပါမယ် stearic acid ကအခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုအရေးပျော်တာနည်းနည်းကြာပါတယ်နော်သူ့ကိုသူကပူမအရေးပျော်တယ်အပူများမှအပူချိန်များမှအရေးပျော်ပါတယ်အဲ့ဒါကြောင့်သူ့ကိုအရေးပျော်ဖို့ကနည်းနည်းကြာပါတယ် C ရဲ့အပူချိန်က100နီးနီးဖြစ်တော့မှာเนาะ100အထိထားပါမယ် C ရဲ့အပူချိန်က100ကျော်သွားပါပြီเนาะ သူ့ကိုမိဖို့ဝါချပါမယ်နော်စီရဲ့ပူချိန်ကတရားပဝန်းညလောက်မှရှိပါရဲ့နော်အဲ့တော့ကျမတို့ line ချိန်ပါမယ် ါက NaOH လို့ခေါ်တဲ့လိုင်းပါ caustic လို့လည်းခေါ်တယ် NaOH လို့လည်းခေါ်တယ်လိုင်းလို့လည်းခေါ်တယ် NaOH ဆိုတာ sodium hydroxide ပါຍາກາຊີມາໄລໂອຊີເດໂອເທປີດໍມາໄລໂຊລູຊັນເລົ່າໄປ တွေအားလုံးရေးတဲ့ကိုပျော်ဝင်သွားပြီဆိုလို့ရှိရင်စိတ်ခခုနိထဲပါမယ်ဒီဟာကအသားရေကိုချောမွေ့စေတဲ့ဗိုက်တာမင်တွေအများကြီးပါတယ်အသားရေမှာလိုအပ်တဲ့ဗိုက်တာမင်တွေကိုသူကဖြည့်ဆည်းပေးတယ်လိုက် solution မှာ light solution ရဲ့ temperature က90 95လောက်ရှိနေပါပြီ။ C ရဲ့ temperature က95ပါ။အဲ့နှစ်ခုကို temperature difference အများကြီးရှိတဲ့အချိန်မှာရောပါမယ်နော်။ စစ်ကကူနီ live solution နဲ့မှပျော်ဝင်သွားပါပြီအဲ့ဒါကိုစီရဲကိုထည့်ပါမယ်နော်လိုက် solution လေးကိုစီရဲကိုထည့်ပါမယ်။စီပူချိန်ကလည်း 65 degree celsius light solution ပူချိန်ကလည်း65 degree celsius အဲ့အခြေအနေမှာရောပါမယ်နော် volcano ဖြစ်လာပါပြီအဲ့ဒါကိုဆက်ပြီးတော့မှွေပေးရပါမယ် spawnification process လို့ခေါ်ပါတယ် ွေပေးပါအောင်မယ်နော် ခဏလေးအုပ်ထားပါမယ်နော် ွေနာပါမယ်နော်ဆက်နေရောလက်နေရောမှုရပါမယ်မှုနာမှာဆက်ပြတန်းနည်းရပါမယ်ဝိုင်းအင်ဖျူစင်နမန်လေးကိုထည့်ပါမယ်။စီရဲမှာစိန်ထားတဲ့ဆင်နမန်မှုန်လေးစိန်ထားတဲ့စီပေါ့နော်။စီရဲမှာစိန်ထားတဲ့ဆင်နမန်မှုန်လေးကိုထည့်ပါမယ်။ ဲ10မိနစ်လောက်ရှိပါပြီအဲ့ဒီထဲကိုဆိုဒီယမ်လက်ထိတ်ဆိုဒီယမ်လက်ထိတ်ထည့်ပါမယ်ဆက်ပြန်လုပ်တဲ့ထဲထဲမှာကို process ပဲလုပ်လို့ hot process ပဲလုပ်လို့ဆိုဒီယမ်လက်ထိတ်ကမပါလို့မရထည့်ရမယ့်ဟာဖြစ်ပါတယ်30 ml လောက်ထည့်ပါမယ် အနံ့စီထဲပါမယ်အနံ့စီကိုကြိုက်တာထဲပါမယ်ကျမကဗနီလာအနံ့လေးထဲပါမယ်အခုကဆင်နမွန်နဲ့လှုပ်ထားတယ်ဆင်နမွန်အနံ့လေးရှိရနော်ဒါပေမဲ့ဆင်နမွန်အနံ့ညာအမုံကလည်းအနံ့ထွက်တယ်နောက်ထပ်လည်းဆင်နမွန်အနံ့ထပ်ထည့်မယ်ဆိုလို့ရှိရင်အရင်မှွန်သွားမှာဆိုတော့ကျမဆင်နမွန်အနံ့မထည့်တော့ဘူးနော် rosemary ခေါ်တယ်စိတ်ကို fresh ဖြစ်စေတဲ့အနံ့လေးထည့်ပါမယ် turmeric စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့အနံ့လေးတွေထည့်ပါမယ်နော် ဗနီလာအနံ့လေးနည်းနည်းထည့်ပါမယ်ရိုးစမယ်ရီလေးနည်းနည်းထည့်ပါမယ်ဒါလေးက fisher soap ပါဝှက်ချံသမားတွေအတွက်အရန်ကောင်းတဲ့ fisher soap လေးပါ fisher soap လို့ပြောတဲ့အတွက်ကြောင့်မို့လို့မျက်နှာကိုထိတွေ့မှုရှိတဲ့အခါမှာအနံ့လေးကအရေးကြီးပါတယ်အဲဒါကြောင့်အဲ့အနံ့လေးတွေကို harbor အနံ့လေးတွေပဲထည့်ထားပါတယ်စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ harbor အနံ့လေးတွေပဲထည့်ထားပါတယ် ဒီသက်သားမှုလေးတွေကိုထည့်ပါမယ်เนาะ မစက်ပြသားမာခြင်းလို့ရေလျှော့တဲ့အခါကျတော့စက်ပြအတုံသိမ့်မလှတော့ဘူးเนาะအဲ့လိုဖူးတစ်ဖူးတစ်ကလေးနေဖြစ်တယ် ဲဒီလိုမျိုးအဟာရပြေးဝတဲ့ handmade homemade စပြားလေးတွေကိုပြုတ်လုပြီးတော့မှသုံးဆွဲစီခြင်းပါတယ်ထုတ်လို့ရောင်းချသူတွေကိုလည်းအားပေးတဲ့အားပေးစီခြင်းပါတယ်ဒီစပြားလေးတွေလောက်ရတာခက်ခဲပါလေမလွယ်ပါဘူးเนาะ Okay hot process နဲ့လုတ်ထားတဲ့ facial soap လေးရပါပြီ cinnamon အမုံနေပါတဲ့ facial soap လေးရပါပြီဒါလေးကို plastic လေးအုပ်မယ်နော် wrapping film လေးနဲ့အုပ်ထားပြီးတော့ဒါလေးနဲ့အုပ်ထားပါမယ်ပြီးရင်ရေခဲတက်တာတွေကိုထည့်ပါမယ်ရေခဲတက်တာမှာ deep freezer တွေကိုထည့်ပါမယ်နော်ဟိုနိုင်ဝက်လောက်ပဲထည့်ပါမယ်